လေးဖြူရဲ့အမဲလိုက်ကတရှင်းနဲ့အတူစွီဒင်ဖိုက်တာကာလစတန်ကိုအနိုင်ယူပြီးလိတ်တွေကိုအကောင်းဆုံးလုပ်ဆက်တွားတဲ့အောင်လားလိတ်တများအလုံးပဲမင်္ဂလာပါရှင်မြန်မာအားကစားလောကရဲ့ကန်နဝင်တယောက်ဖြစ်တဲ့အောင်လားအောင်ဆန်းကသူ့ရဲ့အနောက်ဆုံးခီးကိုမြန်မာယောဂီတရဲ့ကန်နဝင်ဖြစ်တဲ့လေးဖြူရဲ့အမဲလိုက်ကတရှင်းတန်အောင်မှာအောင်ပွဲခံခဲ့ပါတယ်စွီဒင်ဖိုက်တာစီဗစ်တာကာလစတန်ကိုအလဲထိုးအနိုင်ယူရင်သူ့ကိုရှိတဲ့ပရိသတ်တွေကိုအကောင်းဆုံးတော့နှုတ်ဆက်ရှင်းတဲ့အတူကျောင်းဝိုင်းဘော်ကနေထွက်ခွာသွားခဲ့ပါတယ်ဒီညရဲ့အခမ်းအနားဆုံးမြင်ကွင်းကို ပြောပါဆိုရင်အောင်လအကျိုးဝိုင်းထဲကိုဝင်လာတဲ့အခိုက်အတန့်ပါပဲ။အောင်လရဲ့ပွဲတိုင်းမှာသူ့ရဲ့ intro တခြင်းအဖြစ်ကျမတို့ကြားမှာမဲလိုက်ကဟာဒီတစ်ခါမှတော့အရင်ကနဲ့လုံးဝမတူခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဒီတခြင်းပိုင်ရှင်ဖြစ်တဲ့အဆိုတော်လေးဖြူကိုတိုင်လိုက်ဒီဆိုပြီးအောင်လရဲ့နောက်ဆုံးခီးကိုဂုံပြုခဲ့လို့ပါပဲ။နှစ်ပေါင်းများစွာအောင်လရဲ့ရုန်းကန်စူးစမ်းမှုတွေအောင်မြင်မှုတွေနဲ့အတူတကွရှိနေခဲ့တဲ့ဒီတခြင်းဟာအခုလိုအတန်အစစ်နဲ့ကြားလိုက်ရချိန်မှာတော့အာကစားကွင်းတစ်ခုလုံးဟာစိတ်လှုပ်ရှားမှုတွေ ုံယူမှုတွေနဲ့ပောက်ကွဲထွက်မတက်ပါပဲဒါဟာအောင်လအတွက်အကြီးကျယ်ဆုံးသောဂုဏ်ပြုမှုဖြစ်တယ်လို့မိသားတွေအတွက်လည်းတတက်မှတခါတာမြင်တွေ့ရမယ့်အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်နေဖြူရဲ့တရှင်ကပေးတဲ့စိတ်ဓာတ်ခွန်အားတွေနဲ့အတူကျိုးဝိုင်းထဲဝင်လာတဲ့အောင်လဟာအမဲလိုက်ကတရှင်ရဲ့ကြာရဲ့ကြီးတယောက်လိုပါပဲပြန်ပဲဆူရင်ဖိုက်တာကိုတင်းငိမ်စွာရင်ဆိုင်ပြီးဒုတိယအရှိမှာပဲသူ့ရဲ့အမှားသားဖြစ်တဲ့လက်တိရှိတဲ့အလွတ်ထိုးအနိုင်ယူပြခဲ့တာဟာဒီညရဲ့ ပြီးပြည့်စုံတဲ့အစားတိုင်းတစ်ခုပါပဲသူဟာပြိတ္တတွေကိုအနိုင်ပွဲပြက်ရှင်တဲ့သူ့ရဲ့ဂတိကိုတီခဲပြီးကန်နဝင်တယောက်ရဲ့ထွက်ခွာခြင်းမျိုးနဲ့အကျိုးဝိုင်းကိုနှုတ်ဆက်ခဲ့ပါတယ်ဒီလိုမျိုးနှုတ်ဆက်ထွက်ခွာတဲ့အောင်လာဟာပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုလုံးမြန်မာနိုင်ငံအတွက်ဘယ်လောက်အရေးပါခဲ့တယ်လဲဆိုတာကျွန်မတို့အားလုံးအသိပါပဲနိုင်ငံတကာမှာမြန်မာကုံဆောင်အာကစားသမားတွေရှာပါနေတဲ့အချိန်မှာသူဟာမျောလင်းရှက်အလင်းရောင်တစ်ခုအဖြစ်ပေါ်ထွက်လာခဲ့ပါ MMA ဆိုတဲ့အာကစားကိုမြန်မာပြည်သူတွေရဲ့မိတ်ဆက်ပေးခဲ့ပြီး ဝိုင်းချန်ပီယံကမ္ဘာချန်ပီယံခပတ်နှစ်ခုကိုတပြိုင်တည်းဆက်ခုပြခဲ့တာဟာကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့စကားကိုတည်တည်ပြခဲ့တာပါပဲသူဟာအာဂဇာသမားတယောက်ဆိုတာထက်မြမလူငယ်တွေအတွက် idol တယောက်နိုင်ငံအတွက်တရားကောင်းတယောက်ဖြစ်ခဲ့ပါတယ်အသက်40ရွယ်မှာကစားသမားဘဝကနေအနားယူသွားပေမဲ့သူရဲ့နှုတ်ဆက်စကားတွေကတော့ပရိသတ်တွေရဲ့အရင်ထဲမှာစွဲကြံနေခဲ့ပါတယ်သူကိုအားပေးခဲ့တဲ့ပရိသတ်တွေကိုမြင့်ရည်တွေနဲ့ယေရှုတင်စကားဆိုခဲ့တယ်လို့မြမပြည်သူတွေအတွက်လည်း အားပေးစကားပြောကြားခဲ့ပါသေးတယ်ဒီပွဲမှာပြတ်တက်ခဲ့တဲ့အကောင်းဆုံးစွမ်းရည်ကြောင့်ဝမ်ချန်ပီယံရှစ်ကနေဒေါ်လာ9000စုကျေးကိုလည်းထပ်တိုက်တန်ရရှိခဲ့ပါတယ်အောင်လတရာအချိုးဝိုင်းထဲမှာတိုက်ခိုက်နေတာထပ်မြန်တော့မှမဟုတ်ပေမဲ့သူရှိတဲ့ MMA အာကစားလောကမှာနိပြတ်တယောက်အနေနဲ့ရုပ်စစ်တွေကိုဆက်လက်ကြည့်ပြတော့အောင်ပါပါအောင်လတရာအချိုးဝိုင်းထဲမှာတိုက်ခိုက်နေတာကိုထပ်မြန်ရတော့မှမဟုတ်ပေမဲ့ သူရှိတဲ့ MMA ကစားလောကမှာနိပြတရားအနေနဲ့မျိုးဆက်သစ်တွေကိုဆက်လက်လေ့ကျင့်ပေးသွားအောင်မှာပါသူရဲ့ခီးလဟာဒီမှာမပြီးဆုံးပဲပုံစံတစ်မျိုးနဲ့ဆက်နေအောင်မှာပါကာနဝင်ဆိုတော်ကြီးလေးဖြူရဲ့တရှင်းတန်အောင်မှာအောင်ပွဲခံရင် နောက်ဆုံးနှုတ်ဆက်ထွက်ခွာထားတဲ့အောင်လိုက်ရဲ့အတိမြင့်ကွင်းဟာပရိတ်တော်အတွက်ဘလောက်ထိအမှတ်တရဖြစ်စေခဲ့ပါတယ်လဲဒီတမိုင်းဝင်အမှတ်တရပွဲရဲ့အကောင်းဆုံးအခိုက်အတန့်ကဘာဖြစ်မလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပြီးခဲ့ကြပါအောင်ရှင် ားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။